အားလုံးပဲမင်္ဂလာပါဗီဒီယိုရေမှာကြိုဆိုပါတယ်ကျွန်တော်မနှောပေတယ်ပါဆရာကျွန်တော်ကိုစီသူပါဆရာဆရာစီမရေနလကကျွန်တော်ဇနီးအတွက် ကျမ်းမာရေးဗီဒီယိုမေးခဲ့တဲ့တယောက်ပါဆရာလုံငန်းမိပေးဖို့ဆရာစီကေပေးတဲ့ညံပူတော်ကလွှဲထားပါတယ်ကျွန်ုပ်ပါ အော်ရင်ဟုတ်ပြီဘလို့လဲခင်ဗျာဇနီးကကျမ်းမာရေးကောင်းပြီလား တတ်တာနေပြီဆရာဒါပေမဲ့ဆရာခိုင်းတယ်လို့ဖះမှာမိမိမွေးနေအာယုရကနေအာယုနံပါတ်တောက်တော်ကြီးသွားအချုံမုံဝဲတွေလုံးနေတုံးပဲဆရာခုကဘာကိစ္စအကြောင်းအရာတွေမေးချင်တာလဲကျမ်းမာရေးကိစ္စပဲလားကျမ်းမာရေးကိစ္စမဟုတ်ပါဘူးဆရာကျွန်တော်လုပ်ငန်းအတွက်နာမည်ပေးထားတာအစီအပြေလားအမိစစ်ချင်တာပါ င်မပြေတော့ဆရာမိသစ်ပဲရွေးချယ်ပေးပါပြီးတော့လုပ်ငန်းအတွက်သုံးဆွဲမယ့်အကြောင်းမသုံးဆွဲဘူးရှောင်းမယ့်အကြောင်းလဲသိကျင်တာပါကျွန်တော်မွေးကူနှစ်က24ရက်17လ1980ကအင်္ဂါသားအသားလက်ပါတယ်ဆရာကျွန်တော်ပါခမရကဘာလုပ်ငန်းလုပ်တာလဲစတိလာစင်နဲ့လုပ်ငန်းလုပ်တာပါဆရာရိုးစင် အဝေလန်းစဉ်ကားမှုကပလင်းဂရင်စတီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ပါတယ်ဆရာခုလုပ်ငန်းနမီကဘာအမိပေးထားတာလဲချိုးလို့ပေးထားတာဆရာဘာဖြစ်လို့ဒီနမီပေးတာလဲကျွန်တော်မိမနမီလေးဆရာဘာဖြစ်လို့လဲမကောင်းဘူးလားဆရာမကောင်းရင်ဆရာပဲအမိတွေရွေးချယ်ပေးပါ ဆိုင်ဘုတ်ရောင်ကတော့ဖြူဖြောက်ရောင်အဓိကထားပြီးသုံးမယ်လို့စိတ်ကူးထားပါတယ်ကျွန်ုပ်ပါခမရကမဟာဘုတ်သုံးကျင်းဘင်္ဂါဘွားအင်္ဂါသားပဲချိုမီကပြည့်မရှိပါဘူးသုံးလို့ရပါတယ်အရောင်ကတော့မဟာဘုတ်နဲ့အင်္ဂါဝိဒပညာရ သုံးလို့မသင့်တော့ဘူးဒါဆိုဆရာကြီးမဟာဘုသုံးကျင်းဘွားနေသားသမီးတွေက ဘယ်ရောင်နေ30မီဘယ်ရောင်နေမ30တာလဲဆရာပဲပြောပြပါဦးကျွန်ုပ်မဘာဖြစ်လို့မဘူး3ကျင်းွားတွေကိုဥတီပြီးမင်းနေတာလဲဒီလိုပါဆရာ ကျွန်တော်ရေကျွန်တော်မိမရေနာရောသမီးရောတိမ်လုံးကမဘူး3ကျင်းွားတွေကြီးပဲဖြစ်နေလို့ပါဆရာကျွန်ုပ်မဟုတ်ပြီဒါဆိုခမရတရားမှတ်တာမဘူးနေကဝိသာပညာရမဘူး3ကျင်းွားတွေသုံးရမယ့်အရာရှောင်ရမယ့်အရာတွေကိုပြောပြမယ် အဓိကကတော့ဗျာကိုလုံငန်းမှာရှောင်းရမယ့်အရာကလွတ်ပြီးအခြားအရာတွေကသုံးလို့ရတယ်လို့နားလည်ထားရမယ်မဟာဘုဒ္ဓရှင်တင်းငင်းနေသားသမီးရှောင်းရမယ့်အရာကတော့ဘီခိုးရောင်အဝါအဝါနုရောင်သုံးရမယ့်အရာကတော့အဖြူရောင်ရွှေရောင် မဟာဘုသုံးကျွတနင်္လာသာသမီရှောင်းမဲ့ရောင်ကတော့မိခိုးရောင်ငှို့ဝါရောင်အစင်းရောင်သုံးအမဲ့ရောင်ကတော့အမိုင်းရောင်အနဲ့ရောင်မဟာဘုသုံးကျွငါသာသမီရှောင်းမဲ့ရောင်ကတော့အဖြူဖြော့ရောင်သုံးအမဲ့ရောင်ကတော့အနီအနဲ့မဟာဘုသုံးကျွဘုဒ္ဓဥသာသမီရှောင်းမဲ့ရောင်တွေကတော့ငှို့ဝါရောင်သုံးအမဲ့ရောင်ကတော့အနီရောင်ဖြစ်ပါတယ် ာဘုသုံးညဇာတာသူဇာတာပရိသသမီးရှောင်းမဲ့ရောင်ကတော့အစိမ့်ရောင်ဖဖူးရောင်သောင်းမဲ့ရောင်ကတော့အဖြူရောင်ငွေရောင်ဖြစ်ပါမာဘုသုံးညတောက်ဇာတာသမီးရှောင်းမဲ့ရောင်ကတော့မရှိပါဘူးသုံးဆွဲရမဲ့ရောင်ကတော့အနက်ရောင်အမိုင်းရောင်လို့ဖြစ်ပါမဟာဘုသုံးကျွေးစနေသားသမီးရှောင်းမဲ့ရောင်တွေကတော့မိခိုးရအဝါအဖြူ သုံးအမဲရောင်ကတော့ပန်းရောင်ညောင်တို့ဖြစ်ပါအားလုံးပဲမိတ်ဆွေများရှင်လဲချက်မြကြခင်ဗျာ